AI eSport ရဲ့ MS ခီးလန်းကတော့ပြီးဆုံးလို့သွားခဲ့ပါပြီ organization စထောင်တဲ့ကနေအခုချိန်အထိနောက်တစ်ချိန်ထပ်ပြီးတော့ official ပွဲတစ်ပွဲရှုံးနိမ့်ခဲ့တယ်ပေါ့လေအလီတာအတွက်ကတော့တကယ်ကိုစိတ်မကောင်းပါဘူးသူဒီရဒီပြသခဲ့တဲ့ performance ကတော်တော်ကြီးကိုကောင်းတာစတော့ကဒီကနေ့ video လေးကတော့ AI အနေနဲ့ဘာတွေလိုအပ်ချက်ရှိနေလဲမစ်စ်စီကကောဘယ်လောက်ထိကောင်းခဲ့လဲစသဖြင့် in game ပိုင်းကိုအဓိကထားပြီးတော့ပြပြမယ်ပထမဆုံးအနေနဲ့ first data တွေမှာ rotation ရွေးချယ်တဲ့အခါမှာ AI အနေနဲ့လိုအပ်ချက်တော်ရှိတယ်ဒီမှာဆိုလို့ရှိရင် EXP နဲ့ Mesh နှစ်ကောင်ပေါင်းပြီးတော့အောက်လိုင်း experience လိုင်းမှာ level 4တူတူယူတယ် add rotation ရဲ့အားနည်းချက်နဲ့အဓိကပြဿနာကတာတဲလာတာအရန်နောက်ကျသလိုကိုဂျန်ဂလာကိုလည်းအသေးဆုံးခံရတာဒီမှာဆိုရင် PS ကဆုံးခံလိုက်ရပြီမလာသိတော့ဘူးအဲ့ဒါကိုသူ့အနေနဲ့အသိန်းတိုးလာတော့ရှုပ်ကုန်ရောအဲ့ဒီလိုမျိုး first data ရသွားရင်ကနေ မတ်တစီရဲ့ထုံးစံတိုင်းပဲရေထိုင်းနဲ့လာပြီးတော့တိုင်ရင်သားသလိုသူများဘက်ကဘတ်အသေးလေးတွေကို လာလာကြော်စားတယ်ဒီနီးနဲ့ကဲရင်ဂျွိုင်းကတော်တော်ကြီးကိုဖတ်တယ်နောက်ထပ်တပွဲရဲ့တာတဲ့ rotation ဆက်ပြမယ်ဒီမှာဆိုလို့ရှိရင် chip novaria ဆိုတာ brother ကိုတီထားရမှာကအာလီတာတဲ့ impact က0အဲ့လိုအခြေအနေမျိုးမှာတေချာကြည့်မယ်ဆိုရင်ဂျန်ဂလာနှစ်ကောင်လုံးအနေနဲ့ xbox ကလည်း blue buff ပြန်စားတယ်ခရင် lucas ကလည်း red buff 2 battle 2စားနေတယ် ာတဲ့ကိုတန်းပြီးတော့ဘဘူးမှမလုပ်ဘူး AI ဘက်က Golden Hero ကိုကြည့်မယ်ဆိုရင်လည်း Irithel Faster တဲ့မှာချစ်ပြက်ပေါ်တဲ့နေတဲ့ကိုဗတဲ့တန်းပြီးတော့လာ join လို့ရတဲ့ hero မျိုးဒီလိုအချိန်မှာ Faster တဲ့ delay ပြီးတော့ကြာနေရချင်းတူတူဒီ chip ကို level 4ပေးပေါ်တဲ့ခေါ် Irithel နဲ့9ယောက်4ယောက်ဗတဲ့ဆိုင်ဒီလို rotation မျိုးတွားလိုက်မယ်ဆိုရင်တော့ AI အနေနဲ့ Faster တဲ့ဒီထက်ပိုပြီးတော့ dominate လုပ်နိုင်လိမ့်မယ်နောက်ထပ်အနေနဲ့ဒီမှာဆိုရင်တစ်ဖက်ကိုပေးထားရတာ လင်းအဆက်စင်ဂျန်ဂလာ AI ဘက်ကယူထားတာက objective ဂျန်ဂလာလူကတ်ပထမအချက်အနေနဲ့လင်းဒီ first data တိုင်းမှာ blue buff ပြန်စားရမယ်လူကတ်ကကြတော့တာတဲ့ထွက်ထွက်ချင်း time flow လို့ရတယ်နောက်ထပ်တစ်ချက်အနေနဲ့ goaling က moscow chip level 4ရလို့ပေါ်တဲ့ခေါ်ရင်တော့မှဒီ moscow က first data ဗတယ်လာ join လို့အဆင်မပြေဘူးဒီလိုအချိန်မှာကျွန်တော်အဓိကပြောချင်တာက chip တွေကို level 4ပေးတာတဲ့ကိုအရင်ကြီး delay လုပ်နေတာက ဘာမှမထူးဘူးအဲ့ဒီအစားကိုကျွန်တော်အဓိကပြောချင်တာက AI အနေနဲ့ခုနကပွဲမသိစီဆော့သလိုဘာမှ level 4တွေပါရယူမနေနဲ့တာတဲ့ထွက်ထွက်ချင်းတန်းပြီးတော့4အဲ့ဒါကအများကြီးပိုကောင်းတယ်ဒီမှာဆိုလို့ရှိရင် hero key တကောင်တော့ရတယ်ဒါပေမဲ့ bass pay မှမရှိတော့ lin rubber blue buff အပြည့်နဲ့ဝင်ထိုးတာဘာညာနဲ့ဆိုတော့ဘာမှမထူးဘူးခံကိုယ်တိုင်ကလည်း assassin jungle ဆော့ပြီးတော့ hero key လည်းရတယ်တာတယ်လည်းရတယ် ော်တော်ဖတ်တယ်လို့ပဲပြောရမယ်ကျွန်တော်အဓိကပြောချင်တာကတော့ fast starter rotation တွေကပုံမှန်မရှိဘူး draft နဲ့အခြေအနေပေါ်မူတည်ပြီးတော့ပဲပြောင်းလဲဆော့ကြတာပဲနောက်ထပ်တစ်ချက်အနေနဲ့ Lindy D ရဲ့ draft မှာ purify force တဲ့ကိစ္စကိုနည်းနည်းပြောပြမယ်တစ်ဖက်ကအခုလိုမျိုး irate ယူထားတဲ့အချိန်သူ့အနေနဲ့ Khalia Hita ဖြတ်ပစ်သွားတယ် Khalia ဖြစ်တဲ့အတွက် erythrin အနေနဲ့ purify မဖြစ်မနေယူဆရတယ်ဒီ purify erythrin ကြီးဘာဖြစ်သွားလဲဆိုတာတစ်ချက်ကြည့်နီကိုနဲ့ခုံးကဒီပွဲတစ်ပွဲလုံးတိတိတတကြီးကိုဒီကောင်ပဲအသေးလောက်တာ erythrin ကိုယ်တိုင်ကလည်း purify နဲ့ဆိုတော့တပွဲလုံးမှာဟိတာ valentina လုံးသမျခံနေရတာဒါတောင်မှနော်မခန့်နဲ့ကောင်းပါတယ်ဆိုတော့ဂိုးလိန်တာအလီတာသူလည်းအဲ့လိုမျိုး draft ကအခြေအနေမပေးလာလို့ရှိရင်ခံရတာပဲဘလို့မှလုံဆန်လို့မရဘူး ဒီမှာဆိုလို့ရှိရင်ပိုလို့တောင်တည်တာတွေဝန်ဝန်အစောကြီးတည်ထားတာတောင်မှ Iris သေးကဘလို့မှ position တည်မရဘူး header ကခေါင်းခေါက် Nico ဘာညာလေးသုံးလိုက်တာ ਨੇ တန်းလျှော်ရော Nico ကိုတိုင်ကအရန်ကောင်းနေတာလဲပါတယ်တားခတ်အိမ်မင်းတွေကကွက်တိတွေကြီးပဲ header ကခေါင်းခေါက်ယုံမဲဆိုတော့အဲ့ဒါကြောင့်လဲ flicker နဲ့ဆော့တာဒီမှာဆိုလဲကြည်ကြည်လင်းတဲ့ဒီအနေနဲ့ခါလီယာပြင်ဆက်လီနာပါဖြတ်ယူသွားတယ်တစ်ဖက်ကို purify force ဖို့နှစ်ကောင်ယူထားသလို purify hero တွေကိုတီးဖို့ last page join သူကိုယ်တိုင်ကြတော့ purify auto ပါပြီးသားဝဝန်းကို first page လူထားတာအင်ခင်းရောက်တော့ကျွန်တော်တို့တွေးထားတဲ့အတိုင်းပဲတစ်ဖက်က farsa granger တွေအနေနဲ့ purify ကိုမဖြစ်မနေယူရတယ် purify ယူဆော့တော့လဲ join အကြိုက်ပဲလေဒီပွဲတစ်ပွဲလုံးကန်တောက်လျှောက်ကိုလိုက်ကောက်နေတာအလီတာရဲ့ granger ဆိုတာ brother တို့သိတဲ့အတိုင်းအရန်ကောင်းတာဒါပေမဲ့တကယ်တကယ်တမ်းကျတော့ဘာမှလုပ်လို့မရဘူးဒါတောင်မှနော် join ပဲရှိသေးတယ် ဟေတာဖလစ်ကာနဲ့ထူတာဘာညာမပါသေးဘူးစတော့ကဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုတော့ကျွန်တော်ပုံမှန်နဲ့မတူတဲ့ပုံစံမျိုးလုပ်ထားပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများရှိတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye